ဖိလစ်ပိုင်နိုင်ငံမှာအွန်လိုင်းငွေလိမ်မှုတွေနဲ့ပါဝင်ပတ်သက်မှုရှိခဲ့သူမျိုးဝင်ဟောင်းတူကိုအပြစ်ရှိကြောင်းတရားရုံးတရုံးကဂျာတာဘင်းနေမှာစစ်ဆေးတွေ့ရှိခဲ့ပြီးထောင်ဒဏ်တစ်သက်ချမှတ်လိုက်ပါတယ်။ပြည်ထောင်ချမှတ်ခံရသူအဲလစ်ကောင်ဟာပြီးခဲ့တဲ့နှစ်အထိနိုင်ငံမြောက်ပိုင်းကတာလတ်ပြည်နယ်ဗန်ဗန်မြို့မျိုးဝင်ဖြစ်ခဲ့ပြီးလူကုန်ကူးမှုအတွက်ပြစ်မှုထင်ရှားခဲ့တာပါ။ဖိလစ်ပိုင်နိုင်ငံသားမဟုတ်သူ၅ဦးအပါအဝင်နောက်ထပ်5ဦးကိုလည်းဒီရာဇဝတ်မှုအတွက်အပြစ်ရှိကြောင်းတရားရုံးကတွေ့ရှိခဲ့ပါတယ် သူတို့ရှေ့ဦးစလုံးကိုတိုင်ကြားခဲ့ကြတဲ့လူကုန်မှုခံရသူတူချင်းကိုမေဂန်ဒေါ်လာ3400နီးပါးပေးဆောင်ဖို့လည်းတရားရုံးကအမိန့်ချမှတ်ခဲ့ပါတယ်။မြို့ထဲမှာရှစ်ဟတာကျဲဝန်းနဲ့မြေခွက်တစ်ခုကိုလည်းအစိုးရကသိမ်းဆည်းဖို့ဒေသခံတရားရုံးကအမိန့်ချမှတ်ခဲ့ပါတယ်။အဲ့ဒီမြေခွက်ဟာ Ellis ကောင်နဲ့ဆက်ဆက်နေတဲ့ Public ကကုမ္ပဏီတစ်ခုကပိုင်ဆိုင်ပြီးတရားမဝင် Online လောင်းကစားစင်တာအဖြစ်တုံ့ပြန်ခဲ့တာပါ။ အဲ့ဒီနေရာမှာနိုင်ငံတကာအွန်လိုင်းရာဇဝတ်လုပ်ငန်းတွေမှာအတင်းကျပ်စစ်ခိုင်းခံရသူနိုင်ငံသားတွေအပါအဝင်လူကုန်မှုခံရသူတွေကိုထားရှိခဲ့ပါတယ်။ပြီးခဲ့တဲ့ဇွန်လကမှအခြားတရားရုံးတရုံးကမြို့တော်ဝန်ဟောင်းဟာဒူဝါပင်းလိုအမည်ခံထားတဲ့တရုတ်နိုင်ငံသူဖြစ်တယ်လို့ဖော်ထုတ်ဖန်ဆင်းနိုင်ခဲ့ပါတယ်။သူကဖိလစ်ပိုင်နိုင်ငံသူ အဖြစ်အထောက်အထားပြုလုပ်ပြီး2022ခုနှစ်ဗန်ဗန်မြို့ဝင်ရွေးကောက်ပွဲကိုဝင်ပြန်ပြီးအနိုင်ရခဲ့တာပါ။ 2024ခုနှစ်ဩဂုတ်လမှာကြီးမားကျယ်ပြန့်တဲ့အကျင့်ပြည့်ခြားစားမှုကြောင့်မြို့ဝန်ယာလူကနေဖေရှားခံခဲ့ရတာဖြစ်ပါတယ်ခင်ဗျာ